မင်္ဂလာပါကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်တင်ဆက်နေကြဖြစ်တဲ့တော်ဝီဒီအစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထုံးစံနဲ့ကျွန်တော်လင်းထောင်နဲ့နှစ်ယောက်နဲ့ရှိကျွန်တော်နိုင်ငံဖြစ်နေတဲ့စီရေးနိုင်ငံရေးစတဲ့ဒင်းဒီဒေကနေမှာပြောလို့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီကဲဟိုမှာအရင်းသိနေကျွန်တော်ဒီကျွန်တော်ညီမတို့ရောက်ပြီးတော့လို့အစီအပြေတဲ့ဒင်းဒီကိုကျွန်တော်တာတော်တော်ဖြစ်ပါတယ်မင်္ဂလာလင်းထောင်ရေဟုတ်မင်္ဂလာပါကိုအဲပြီးခဲ့တဲ့ဘက်ကတော့ဒါ AE နဲ့ပတ်သက်တဲ့ကိစ္စတော့ပြောတယ်ပေါ့နော်ဒါဒီနေ့မှာတော့ ဒေါ်စင်းအကြောင်းနဲ့ပတ်သက်တာနည်းနည်းလေးပြောကြ။ဒေါ်စင်းအကြောင်းနဲ့ပတ်သက်တာပြောမှာဆိုတော့ဘာလို့လဲဆိုလို့ရှိရင်တပီးခဲ့တဲ့ရက်ကဆိုတော့ online မှာ social media မှာလည်းဒါနှိထောက်နေပြန်သွားတယ်။ဒါတရုတ်ကဒီသတင်းတောက်တရုတ်ကပေါ့နော်ဒီဒီစစ်တပ်ကဒီကောင်းနေဒီအုတ်ခဲတွေတည်နေတဲ့ကိစ္စတွေပေါ့နော်။အုတ်ခဲတွေတည်တယ်သူလုံးကြီးကိုလူအယောက်20လောက်ဝိုင်းခန်းတယ်ဆိုတော့ဒီຢာကြီးနဲ့ပတ်သက်ပြီးသူတို့ဒါကိုတော်တော်မှဒါဝေဖန်သွားတယ်ပေါ့နော်။စစ်တပ်ရဲ့ water camp ပုံတွေကိုလည်းသူတော်တော်လေးဝေဖန်သွားတော့မြင်ရတယ်။ဆိုတော့အဲ့ဒီမှာ ဘာကိုထွက်ပြီးတော့သူမျိုးကောင်းတော့မှာပေါ်လာတယ်ဆိုတော့ဒီစစ်တပ်ကတစ်ချိန်လုံးပြည်သူကိုတတ်တယ်နော်ဘုံကျဲတယ်မျိုးစုံကိုတော့လုတ်တယ်ဒါပေမဲ့တကယ်တကယ်သူတို့ရှိမှာဖြစ်ခဲ့နာဂက်ဖြစ်တယ်တော့မူခါဖြစ်တယ်မျိုးစုံကအဲ့လိုဖြစ်လာတဲ့သမျှအတိုင်းမှာသူတို့စီစစ်တပ်ကနေမှာကယ်ဆယ်ရေးလာတယ်လို့ပြောတကယ်တကယ်သူလာရတာပြောတာဘာမှထိရောက်တဲ့ကယ်ဆယ်မှုမပေးနိုင်ဘူးဒါကိုမြင်ရတခါလဲမို့နှစ်ခါလဲမို့အဲ့တော့အဲ့မှာသိကျင်လာတာကဒါလင်းထောင်ဆိုလို့ရှိရင်ကိုယ်တိုင်ဒါဒီဒေါ်စိန်အကြောင်းမှာဒါတက်ခဲ့ရတာ ဆိုတော့အဲ့ဒီအကြောင်းမှာတကယ်ပဲလူတက်ဖို့ပဲတင်ပေးရတာတကယ်အခုလိုမျိုးဒီတိုင်းပြည်မှာဒီတဘာဝဘေးတွေဖြစ်လာပြီလို့ရှိရင်လူတွေကိုဘယ်လိုမျိုးကယ်ရမလဲဘယ်လိုမျိုးစောင့်ရှောက်အောင်လဲစတဲ့ဒီလူမျိုးစီမံခန့်ခွဲတဲ့ဟာတွေပတ်သက်ပြီးတော့တင်ပေးခဲ့တာတွေရှိတာတကယ်တော့တကယ်ကိုမရှိခဲ့တာဆိုတော့ဒါဒါလေးကဟိုမီးကျင်တာတိကျင်တာပေါ့နော်အဲ့နေပတ်သက်ပြီးတော့လင်းထောင်ကြီးအတွေ့အကြုံချက်တော့ပြောပြရပါလားအဲဒါနဲ့ပြောရမယ်ဆိုရင်အာ စစ်တပ်ဒီအာဒီကဲတဲ့ရေးနဲ့ပတ်သက်တဲ့ဥစ္စာတွေပြည်သူလူထုအကျိုးပြုတဲ့ဥစ္စာတွေကိုဘောတော့ဟိုတင်စစ်တပ်တွေမှာတင်ကြားမှုရှိလားလို့မေးရင်ဘုံမလင်းပြောရင်မရှိဘူးလို့ပဲကျွန်တော်ပြောတယ်။ဘာလို့မရှိဘူးလို့ပြောရမလဲဆိုတော့အာကျွန်တော်တို့ဟိုတော့ဘောတော့ဟိုဒီတင်တဲ့တစ်ခုတက်တော့ဘောနော်အဲနီးပြတယောက်ဘောနော်ဟိုပြောပြောတာကျွန်တော်ပြန်ပြောရမယ်ဆိုစစ်တပ်က လူကယ်ဦးမဟုတ်ဘူးလူတက်ဖို့ပဲဆိုတော့သက္ကလုံပေါ့နော်အဲအဲသက္ကလုံတစ်ခုဒါစစ်တပ်ထဲမှာနေတော့ကျွန်တော်ကြားဦးတယ်ဒါနီးပြတယောက်ပြောတာပေါ့နော်အဲဟိုလူကယ်ဖို့ဆိုတာသူတို့မှာမရှိဘူးအာနောက်ပြီးတော့အာဟိုစည်ရီးတာကက်တစ်ခုသတ်မှတ်ထားရင်အာဒါဒီပြည်သူလူထုကိုထိခိုက်တဲ့အရာလားအာဒါဒီပြည်သူလူထုကိုဟိုဘောတော့မထိခိုက်တဲ့အရာလားဆိုတာကိုလည်းပြန်သောခါမှမတွေ့ဘူး စီးတိုက်ကိုစီးတိုက်ကလို့ပဲတွေးဖို့အတွက်ပဲစစ်တပ်ထဲမှာတင်ခဲ့တာကျွန်တော်ပြောနေတာကလိန်လေလီဆယ်ပြီးတော့ကိုဖြစ်ချင်တဲ့လမ်းကြောင်းတစ်ခုကနေပြီးကျွန်တော်ပြောနေမှာဒါစစ်တပ်ထဲမှာတကယ်ဖြစ်တဲ့အရာတစ်ခုပဲကျွန်တော်ပြောနေအာသူတို့တင်တဲ့ပညာရထဲမှာကိုစစ်ပညာတင်တဲ့အာရန်သူကိုအာတိုက်ခိုက်ဖို့ပဲတင်တယ်ဂျားထဲမှာရှိရစစ်ပွဲစုံတွဲမှာရှိတဲ့အာပြည်သူလူထုကိုကယ်ဖို့ဥစ္စာမတင်ဘူးအာပြည်သူလူထုကို target မထားဖို့ဥစ္စာမတင်ဘူး အာသူတို့တင်ခဲ့တဲ့ဒီဇိုင်းမဲ့မဲ့ဥစ္စာကြီးစစ်တပ်မှာတင်တန်းချောင်းတွေအများကြီးရှိတယ်။ဟိုးအခြေခံကစပြီးဟိုးစစ်တပ်ကတူကြီးတွေရှိအထိနောက်ဆုံးဘုံမူကြီးတွေတက်တဲ့အထိဘုံမူကြီးတွေနောက်ဆုံးတက်ကြတဲ့စစ်တပ်ကရရှိနောက်ဆုံးတက်ရတဲ့ကျောင်းကြီးတွေအထိကိုလူကယ်ဖို့ပြင်ထားသည်တခါမှကိုမတင်ခဲ့ဘူး။ဒါကျွန်တော်ရဲဝန်းကိုပြောတာအမှန်ကန်ဆုံးကိုပြောတာဖြစ်ပါတယ်။အဲ့တော့အာဘာဖြစ်လို့မကယ်တာလဲ။ဘာဖြစ်လို့ဟောဖြစ်တာလဲဆိုပုံမှန်လေးပြောရရင်စစ်တပ်ဒီစစ်တပ်ရဲ့ သင်ငန်းစာထဲမှာရောအဲ့ဒါဆိုရင်သူ့ရဲ့ပေါ့နော် drill လို့ခေါ်တဲ့ဒီစစ်တပ်ရဲ့သင်ငန်းစာထဲမှာရောအဲ့ဒါဆိုရင်ဒီလူခဲ့တဲ့ဥစ္စာတွေရှိလားအော်လူခဲ့တာမရှိဘူးလို့တော့မပြောဘူးတချို့ဥစ္စာတွေမူဝါဒအရထည့်ထားတာရှိတယ်ဒါပေမဲ့အဲ့ဥစ္စာတွေဒီစာရွက်ပေါ်မှာပဲရှိတယ်လို့စစ်သားတွေရဲ့အုံနောက်ထဲမှာဘယ်တော့ခါမှမရှိဘူးအဲ့အဲ့ရဲ့သင်ငန်းစာတွေကိုဆိုလဲဘသူကမှပေါ့နော်စိတ်လိုလက်ရနဲ့တင် जा ပေးတာမရှိဘူးအာ လူကိုဘယ်လိုကယ်ရတယ်တိုက်ပွဲဧရိယာတွင်းမှာမှာလူကိုဘယ်လိုကယ်ရတယ်အလူကိုဘယ်လိုဘောတော့ဟိုဘယ်လိုဟာဖြစ်ကြတယ်ဆိုတာမရှိဘူးအဲ့တော့ပြောချင်တာအဲ့ဥစ္စာတွေကတခြားမကြည့်နဲ့ပြည်သူလူထုကိုမကြည့်နဲ့အောင်အခုစစ်ပွဲအတွင်းတွေမှာသူတို့စစ်သားချင်းချင်းတော့မှာလူကယ်ဖို့အတွက်ကိုသူတို့အလောက်ထိတာဂက်မထောင်အာဟိုဒဏ်ရပြီးတော့ပြစ်ထားခဲ့ထွက်ထွက်လာတဲ့ဖန်စီရမရဲ့စစ်တုံးပန်းတွေတချို့ဟာတွေဒီကနေမေးကြည့်လိုက်မယ်ဆိုရင်အာသူတို့အချင်းချင်းလူကယ်ဖို့တော့မှာသူတို့အနေနဲ့ ာသူတို့စိတ်ဝင်စားတဲ့ပုံစံမဟုတ်ဘူးသူတို့ကဒီဥစ္စာမှာအထက်ကပေးတဲ့အမိန်တစ်ခုကိုဒါခံဖို့ပဲတည်တယ်ပြောရမယ်ဆိုစစ်တပ်မှာလူသားဆိုတဲ့စိတ်တစ်ခုတော့မှပြတ်အောင်ရိုက်သွင်းထားတာအဲ့ဒါကြောင့်မလို့လူကယ်ဖို့ဆိုတဲ့ဥစ္စာကတော့ဝေလာဝေးလို့ပဲအာပြောရမယ်ပေါ့နော်အဲ့တော့အာစစ်တပ်ဒီလူကယ်ဖို့အတိတရားဟိုစာရီထဲမှာရှင်းရှင်းရှိလိုက်မယ်ဒါမဲ့အတိတရားကိုဘယ်တော့မှမရိုက်သွင်းတော့ဘူး အာတဘာဝဘီရနေတွေကြုံလာပြီဆိုရင်စစ်တပ်ဒီအာသူတို့အတွက်နေရာယူတတ်ဖို့သူတို့အတွက်ပုံရိပ်ကောင်းတွေရဖို့သူတို့ရဲ့ဝါဒဖြန့်ချီရေးအတွက်သာတုံးတက်တယ်ဘာမှမရှိတဲ့ဟောတော့ဟိုအခွန်ဗလာတွေနေရာမှာနေရာယူပြီးတော့အာဒါတွေကိုသူတို့ထိမ့်သိမ်းစောက်ရှောက်ပါတယ်ဆိုတဲ့အဥ္စာမျိုးတွေလောက်တတ်တယ်ဒါပဲအဲ့ဒါအပူဘာမှကိုမရှိဘူးစစ်တပ်မှာ လူကယ်ဖို့ပညာလည်းမသင်ပေးသလိုလူကယ်ရမယ်ဆိုတဲ့အတိတရားကိုတော့မှလုံးဝမသင်ပြီးတာဘူးဒါကျွန်တော်ရဲရုံးနဲ့အာမခံပြီးကိုကျွန်တော်ပြောရဲတယ်စစ်တပ်တွေကထွက်လာတဲ့သူတွေမေးကြည့်လိုက်ပါအာတိုက်ပွဲတစ်ပွဲဖြစ်တယ်အဒီနေရာကိုဟိုဟာကျွန်တော်တို့လက်နက်ကြီးနဲ့ပစ်ကြမယ်ဒီနေရာကိုဒီနေရာမှာအရန်သူတွေရှိနေပဲထားပါတော့အာအဲ့နေရာမှာအရက်သားတွေရှိတယ်မပစ်နဲ့ဆိုတာမျိုးမဟုတ်ပစ်ဘယ်လိုလဲသူတို့ဖိအားပေးနေတဲ့ဥစ္စာပြစ်အရက်သားတွေထိခိုက်မှုရှိမှာ ထိခိုက်မှုရှိမှာတွေမရှိမှာတွေသူတို့မတွေးဘူးဘာမှကိုမတွေးဘူးစစ်တပ်ကပြီးခဲ့တဲ့တစ်နှစ်ကအာကြာတော့ကြာပြီဗျလွန်ခဲ့3နှစ်လောက်ကနေတွေ့တယ်ကျွန်တော်တေချာတော့မမှတ်မိတော့ဘူးဝါရဖြန့်ချီရေးကတခါရိုက်တယ်အထဲမှာဆိုရင်ဘောမသေးဥဆောင်တွေပါတယ်ပါတယ်ပေါ့နော်အမှဆိုအထက်ကအပေးအထက်ကပေးတဲ့ message ဆိုရင်ဒါရှေ့တန်းမှာဟိုဘာလဲတိုက်ပွဲဖြစ်တော့ဒီဟိုဘာပေါ့နော်အဲ့ အကတက်ခွဲရနေပြီးတော့ထောင်ထားတဲ့မိုင်းကိုပြည်သူတွေကနိုင်မိလို့တည်သွားတာဒါပေမဲ့သူတို့အစစ်ခုံရုံးတွေဘာတွေရိုက်ပြတယ်ပေါ့နော်ရိုက်ပြတယ်သူတို့ဝါရဖြန့်ချီတာတော့ရုပ်စာကလိုအပ်လို့လောက်တော့ဘာညာဆိုရဲပေါ့ဥစ္စာမျိုးသူတို့ဝါရဖြန့်ချီချင်တာပေါ့ဒါပေမဲ့တေချာကြည့်မယ်ဆိုသူတို့ဝါရဖြန့်ချီတဲ့အဲထဲမှာတော့မှငါတို့မှာ ရွာသားတွေဘာတွေမရှိဘူးရန်သူသား target ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရကျွန်တော် add စက်ကားနဲ့မှတော့ကျွန်တော်မေ့နေလို့ကျွန်တော်စက်ကားရဲ့ဆိုကျွန်တော်မှတ်လေးမှတ်ထားမရှိဘူးပေါ့နော်အဲတချို့တွေလည်း add စက်ကားတိနဲ့တိလိုက်မယ်ပေါ့နော်ပြောချင်တာသူတို့ရဲ့ဒီပေါ့နော်လူလူနဲ့ပတ်သက်တဲ့အတုံးအဆုံရင်ကျွန်တော်တို့အဲသူတို့ကဘာကိုအဓိကကွာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ NCA ပြီးတော့ Jennifer Convention အဲဒီလိုမျိုးအစာရင်နဲ့ပတ်သက်ပြီးတော့အာတို့ကအဲထက်မှပြောကြဆိုကြတယ်ဘာဖတ်အဲထက်မှကျွန်တော်မှတ်မိတော့မင်းထက်ကျော်စင်တို့ကတော့ဒုတိယဘုံမူကြီးနဲ့ရှင်းနေပါတယ်ဟိုကလှုပ်နေတယ်လေနော်အဲအဲ့ဥစားအခုအခုမြင်လည်းမြင်မလားအဲထက်မှဆိုတော့အဒီရွာသားတွေထိခိုက်တာရင်နဲ့ပတ်သက်ပြီးတော့တို့အဘုံမူတယောက်ကိုသူကစစ်ခုံရုံတင်တာပေါ့နော်စစ်ခုံတွင်နေချင်းအဘုံမူကနောက်ဆုံးလွတ်သွားတယ်အာသူကသူ့လက်ငယ်သားတွေကိုသူဦးစားပေးတာအဘောနော်ရွာသားတွေကိုတားဂက်ထားတာမဟုတ်ဘူးဆိုပေမဲ့တကယ်တမ်းကျတော့ရွာသားတွေထိခိုက်တာစီငါတို့နဲ့မဆိုင်ဘူး ဒါကစစ်ပွဲကြီးအတွင်းကိုမင်းတို့ဝင်လာလို့ဖြစ်တာဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကပြန်ပြီးတော့တုံ့ပြန်တာပေါ့အဲ့တော့ပြောချင်တာကဒီစကားကိုပြောချင်တာပေါ့ဒီသူတို့ရဲ့ဝါဒဖြန့်ချီရေးစကားတွေထဲမှာကြည့်မယ်ဆိုရင်တော့မှပြည်သူအပေါ်တားကက်ထားတဲ့ဥစ္စာတခုကိုဘယ်တော့မှထားလို့မရှိလို့ပြည်သူအပေါ်အတုံးချတဲ့ဝါဒဖြန့်ချီရေးကိုတေချာကြည့်မယ်ဆိုရင်ကျွန်တော်ကောင်းကောင်းကိုမြင်လို့ရတယ်အော်ပြောချင်တာစစ်တပ်ကကယ်ဆယ်ရေးပညာကိုသင်ဖို့ပြောတယ် ကယ်ဆယ်ဖို့အတွက်လူအသည့်တရားတစ်ခုတော့မှမတင်ပေးထားဘူးဆိုတော့ကျွန်တော်အဓိကထားပြောချင်တာပြောဘူးကိုယ်လည်းသိတာနည်းနည်းပေါ့နော်ဒါအဲ့ဒါကြောင့်ခကြဘူးဒီနောက်လည်းစကားပြောရတာဆိုတော့ချိုးရတယ်ကြာကိုယ်မသိနေတာအရေးကြီးသိလိုက်ရတယ်ဆိုတော့ဒီလိုကိစ္စတွေပေါ့ဘယ်လိုဒီလိုကိစ္စဆိုတော့ကိုယ်လည်းဘေးကအမြင်မှတော့မှဒီကောင်လေးဒီစောက်ကုန်းကြတော့မြင်ရတယ်ဒါပေမဲ့ မြင်ရတယ်ဆိုပေမဲ့လည်းပြန်ပြီးကိုကတွေးတာဟိုဘယ်လိုရောလဲဒီကောင်လေးတမေကမလုတ်ချင်သူကရှောင်းနေတာလို့ထင်တာဥပမာထားပါတော့ကင်ဆယ်ရေးဖွဲ့လာတယ်စင်ကာပူလို့တရုတ်လို့အများကြီးလာတယ်အများကြီးလာပြီးတော့ဘိုးသူဝင်ပြီးကေရိုက်သူကြတယ်ဆိုအဲ့တော့ဒီကောင်လေးကအဲ့လိုအချိန်မှာတွားပြီးတော့တင်လုံးတွားထန်းတာနဲ့အုတ်ခဲတွားကြရရေလုံလို့ဟာမှုတ်သေးဘူးတော့လွယ်တော့လွယ်နေတယ်တကယ်ပဲဒီကောင်လေးမတင်ခဲ့ရတာဆိုတာကိုကိုရီးယားဘီရအကြည့်ပြီးတော့ပို့ပြီးတော့ဟိုတိကျင်လာတယ်အဲ့ဒီလိုအချိန်မှာလည်းနင်းတော့လို့စကိုင်းပလက်ခေတော့ပို့ပြီးတိကျသွားတယ်ဟောစက်ကတကယ်ကိုမတင်ခဲ့ဘူး လူတက်ဖို့လောက်ပဲတင်ခဲ့တယ်ဆိုတာကိုပို့ပြီးတော့ဒါနားနားလည်သွားတာပေါ့ဆိုတော့အဲ့ဒီမှာဟိုထပ်ပြီးတော့တည်ကျင်တာတစ်ခုရှိတာဘယ်လိုလဲဆိုလို့ရှိရင်ဟုတ်ပြီသူဒီလိုမျိုးတွေကိုသူလူတို့ကဒါကျူးကျူးလွန်တယ်ကျူးလွန်တယ်ဆိုတော့ဘယ်လိုပြောမလဲဟိုမတောက်ကြောက်ကြောက်မှာမတင်ပေးဘူးနော်ကြောက်မှာမတင်ပေးဘူးအခုလူမျိုးဖြစ်တော့မှဒါဖုတ်ဘက်ခါပြီးဘာလို့မှမတင်ပေးဘူးဆိုတာမှတောင်လုတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဘာထပ်ပြီးတော့ကိုမင်းဖြစ်လို့ဆိုဒီဟိုအလူမျိုးကောက်တယ်ကျူးတယ် ဆိုတော့အရှိမဖြစ်တော့လေဒီလူငွေကောက်ပဲเนาะအခုထက်ပြတော့လေဒီထက်ကောက်ပဲဒါပေမဲ့အဲ့သူတို့ကောက်လိုက်တဲ့အလူငွေတွေရောက်ပြီးခဲ့ရက်ကဆိုပြီးတော့10ဘင်းဆိုပြီးတော့တယောက်ကိုပေးတယ်ဒါ MND ဆိုအခုဒီလာရှိကသူဆိုးတဲ့ချိန်မှာသူထိခဲ့တဲ့နာဝါတဲ့ပြည်သူတွေတယောက်ကိုတင်းကားတယ်ပေးတယ်ဆိုတော့ဒီစစ်တပ်ကအခုရရတဲ့ဒီရငွေရဘီလီယံနဲ့ချီတယ်ဆိုတော့အဲ့ဒီငွေတွေရောက်တကယ်ပြည်သူလက်ထက်ကိုရှောင်ဖလူတင်းတော့ထင်းလား no ကျွန်တော်ကတော့လုံးဝမထင်ဘူးဒါပြည်သူတွေကကျွန်တော်တို့ထက်ပိုသိပါတယ် အဲဆယ်သိန်းဆိုတဲ့ဥစ္စာအမောင်းပြည့်အောင်တော့ရောက်ပါမလားဆိုတဲ့ဥစ္စာအ ਨੇ ဆုံးပြကျွန်တော်ပြောမယ်ဈားရက်နဲ့ဟုတ်ပြီဟိုသူတို့ဟိုပါဘာနော်အုပ်ချုပ်ရေးမှုတွေကတဆင်ပေးခိုင်းနေပဲထားအမှားရင်အစင်စင်ဖြတ်သားလက်သားနဲ့ဖြစ်နေအာဟိုမှာစာရက်စာတန်းကဟိုမှာထားပါတော့မှတ်ပုံတင်ဟိုပါဘာနော်မှတ်ပုံတင်မိတ်တူတကောင်ချင်းမိတ်တူလိုတယ်နောက်ပြီးတော့ဒီဒီအယုံပိုင်ဆိုင်ရောက်အထောက်ထားအတွက်မိတ်တူတွေလိုတယ်တော့အဲ့အတွက်အဲ့ဘောတော့အပေါ်တော့ဟာလေခီးစိတ်လိုတယ်အဲ့အတွက်ကိုတောင်းအောင်မယ်ဆိုအဲ့ဆယ်သိန်းနဲ့အတိကြတယ်အုပ်ချုပ်မှုရုံးပါလေအနည်းဆုံးကဟို9000တောင်းပါသွားပြီ 9000တောင်ပါသွားပြီအဲနောက်ပြီးတော့အဲ့ဒါအပေါ်မှာရှိသေးတယ်အများကြီးရှိသေးတယ်ကျွန်တော်ပြောချင်တာကျွန်တော်တို့တွေနိုင်ငံမှာလူဖြစ်ရတာကံကောင်းတယ်ဆိုတဲ့သူတွေကျွန်တော်တို့နိုင်ငံမှာအများကြီးရှိသေးတယ်ပြန်ဒါပေမဲ့ဒီနိုင်ငံမှာလူဖြစ်ရတာကံကောင်းတယ်ဆိုတဲ့အဲကောင်းလေးကိုအတုံးချပြီးတော့ဒီစစ်တပ်ကကောင်းကောင်းကိုပြုတ်လုံနေရည်လဲအများကြီးရှိတယ်ပြောမယ်ဆိုနလဘိန်းလုံးတွေပေါ့နော်ဥမာပြာကျွန်တော်တဲပြောမယ်ဟိုစစ်တပ်အတွက်အလုံးလုံးတဲ့ပရာဟိတသမားဥမာခိုင်နေဝင်လို့လူတော်မှတလား ဟိုပေးကြတာပေးလှုပ်ချင်တာလှုပ်နေတယ်ဥသာဒီစစ်တပ်ဆိုရင်ကျွန်တော်တို့ကယုံကြည်ကြအကြောင်းတစ်ခုမှမှမရှိတာအားလုံးမြန်မာပြည်မှာနေရတာကောင်းလိုက်တာဘာသာတရားရင်လည်းလွှမ်းခြုံထားတာမြစ်တာတရားရင်လည်းလွှမ်းခြုံထားတာဆိုပြီးတော့အချင်းချင်းခိုးနေကြနောက်ဆုံးဖုန်ကြီးတောက်သွားပြီးတော့လှူလာအောင်မှနောက်ဆုံးဟိုမှာစေကိန်းနာတို့ဂူဂူတို့လက်ထဲသွားလှူလာအောင်မှဟလာဟိုဟိုဘုန်းလည်းလည်းပြောရရင်အပ္ပစံတွေဟိုဟိုပြည်သူတွေအပြစ်ပြန်ရောက်လာဆိုမရောက်ဘူးမသိရင်သူတို့ရဲ့ကိုယ်ပိုင်ပတ်စံလို့ပေးနေတာ တို့အဓိကကတော့ဒါဒုက္ခစရိစီမင်းတို့ဘာလို့ကိုယ်လည်းမသွားနိုင်လို့မင်းတို့တွေသွားလှုပ်ပေးပါဆိုပြီးတော့အဲ့ကောင်တွေခိုင်းတာလာတက်လာအဲ့ဒါကိုတို့ကမသိတို့ရဲ့ကိုယ်ပိုင်ပတ်စံကြီးလို့ကင်ပြီးတော့တုံးနေတဲ့ကောင်တွေအဲ့လိုလူတွေတော်မှအဲ့လိုဖြစ်တယ်ဆိုရင်အဲ့လိုဖုံးကြီးတွေတော်မှအဲ့လိုဖြစ်တယ်ဆိုအခုဒီစစ်တဲ့ဘာမှတွေးမနေနဲ့ အဲ့အလှူငွေတွေအားလုံးမရောက်နိုင်ပြောမှငါအလှူခံကောင်းလို့ရတာငါဓမြတိုက်ကောင်းလို့ရတာငါအတင်းဓမြဓမြတိုက်လို့ငါ့ကိုကြောက်လို့ထဲ့ထားတာဒီပတ်စံနေငါနဲ့လဲဆိုင်နေဆိုပြီးတော့တေးကြတဲ့အကောင်နေအနည်းဆုံးဟိုတယောက်ကို9ဘီလီယံ6ဘီလီယံကောင်းတော့အနည်းဆုံးယူပြီကိုမကြီးကိုမကြီးပြဖြောက်မှာပြဖြောက်မှာနောက်ပြီးတော့အခုအချိန်ဒီတိကျတေးကြတဲ့စင်းရဲရမထွက်လာသေးဘူးအခုအချိန်ဒီဓာတ်ပေါ်ဒီ ဘယ်နှလောင်းလဲဆိုတာအခုချိန်ဒီဟိုမှဖြစ်တယ်လူတွေဘယ်နှယောက်တေွားလဲဆိုတဲ့ဥစ္စာဟိုမှဖြစ်တယ်နောက်ဆိုလူတွေအများကြီးမထုတ်နိုင်သေးတဲ့တိုက်အောင်မှာအလောင်းတွေအများကြီးရှိတယ်ဒါတွေအခုချိန်ဒီမလုံးနိုင်သေးဘူးဘာကြောင့်မလုံးနိုင်တာလဲဘာကြောင့်မလုံးနိုင်ရသွားကြည့်လိုက်ဒီအလူငွေတွေဒီချက်ချင်းလက်ငွေမသုံးဆဲပဲဘာတွေကိုကြံရွယ်နေလဲမသိဘူးဘာတွေကိုကြံရွယ်လဲမသိဘူးအခုအခုအချိန်မှာလူတွေတကယ်လိုအပ်နေတာဒီဥပမာလင်းပြောရရင်သူတို့ကိုဘလို့ပြက်လဲထူထောင်ရေးလောက်ပေးမလဲအာသူတို့ကိုဘလို့ကူညီနိုင်မလဲဆိုတော့အကူအညီတွေပဲသူတို့လိုလာ တနေ့လာလဲထမင်းကျွေးလိုက်တနေ့လာလဲထမင်းကျွေးလိုက်တစ်ခါလာလဲထမင်းကျွေးလိုက်အဓာရီနဲ့ပဲကျွန်တော်တို့နိုင်ငံအလှူတွေကကွာဖြစ်နေတာဘုန်းလည်းပြောရရင်ကျွန်တော်နိုင်ငံမှာအာဘောလားဒီငလျင်ဘေးဖြစ်တယ်တဘာဘာဘေးတွေဖြစ်တယ်အတကယ်တမ်းခံစားရတဲ့ပြည်သူတွေကိုပေါ့ကိုပဲကိုပြန်ထူဆောင်ကြရတာအစိုးရရဲ့ကူညီမှုတော့မှမရဘူးနောက်ဆုံးအဲမရောက်နိုင်တာမှနေတဲ့ဝင်နှန်းဆိုတဲ့သူတွေတော့နန်းစီဒီအမ်နေတော့မှသူတို့တွေအခုချိန်ကြီးလိုင်းပေါင်းကလိုင်းငန်းမတက်မနေရသေးဘူး အခုချိန်ဒီအလောင်းတွေမထုတ်ရသေးဘူးဝင်နေအင်ရတွေအခုချိန်ဒီပုတ်စော်တွေနန်းနေတော့အစစ်တပ်တွေကတချို့တေးတဲ့နေရာတွေကပုတ်စော်တွေနန်းနေတော့အဲ့လိုမျိုးတော့မလုံနိုင်တာဂျန်နဲ့အပြင်ကပြည်သူဆိုအကိုရဲ့တွေးမနေနဲ့တော့လုံးဝမတွေးပါနဲ့တော့တလားလုံးဝမတွေးပါနဲ့တော့ပဲပြောချင်တယ်ပေါ့ဆယ်မနေတော့ပြောသွားတာဟိုတော်တော်လေးဟိုကြီးတော့ကြီးရအောင်အဲ့လိုကော်မရှင်ဖြတ်တာတွေပြူတာတွေဆိုတော့ဒါသူတို့ဒီစစ်တပ်ကတာထုံးစံပြုံးပြောအောင်ပေါ့နော် တော့ပြောရမှာဆိုတော့ဒီဟိုဒီငွေနဲ့ရတဲ့ငွေငွေအိဆန်နဲ့ပတ်သက်လို့ရှိရင်ဒီကောင်လေးကဘယ်တော့မှသာယုံကြည်ရတယ်မပါဘူးပေါ့နော်ဆိုတော့အဲ့ဒါမျိုးကလည်းပုံကြီးဒီရစမြင်ရတယ်မထောက်ခိုင်နေဝင်ဆိုလို့ရှိရင်ဒါသူတို့ဒီ pride ကလုတ်တယ်ဆိုမှလည်းဒါစစ်တက်ရဲ့ guideline နဲ့သွားနေရအောင်ဒါလုံးဝအတိအသာထင်ရှားကြီးဆိုတော့အဲ့ဒီမှာလေကိုဘက်ကလူကြီးကိုတိုင်ကသွားပြီးတော့ဟိုမှာတာလူမော်ဒနာသွားခေါ်နေရအောင်ဒါမြင်ရအဲ့တော့ခါကြလို့ရှိရင်တခါတည်းကကိုလူတွေနဲ့ဒီနောက်ွယ်လက်မဲကြီးကိုလည်းညည်းစေနေပြီးခဲ့တဲ့ခေါ်ဆိုလို့ရှိရင်ဒါဒကော ဒါခေါ်တယ်မှာဆိုလို့ရှိရင်ဒါတင်ရတာရှိရယ်ဟိုတတိမမမှန်တဲ့ဒါ bright တဲ့ဆိုမျိုးခိုင်နှုတ်ကြီးဘလူးကောင်းတဲ့ဒီဆောင်းပါတစ်ခုကြီးရတာတွေ့ရတော့ဒီလိုမျိုးကြီးကိုယ့်ဘက်ကလူကြီးရတယ်ဒါမိမောင်းထိုးပြပြီးတော့ဘယ်ဟာတွေကဘလူးဖြစ်တယ်ဆိုတော့ဒါတရားတွေမြင်ရတယ်အဲ့ဒီမှာထပ်ပြီးတော့ဟိုနေဖြစ်ချင်တာဒီဒီလိုမျိုးလိုဒီငွေကြီးတွေဒေါက်တာတွေပြုရရင်လည်းပတ်သက်ပြီးတော့ဒါဒေတာအောင်လည်းဒါတစ်ခါမှနေကြီးဖြစ်လို့ကိုယ်တိုင်ခံရရဘူးလားရှိတာအတွေ့အကြုံတွေပဲကြုံခဲ့ရတယ် ရှိလားရှိရပါဗျာအများကြီးပဲဝင်လင်ပြောရဲဒီစစ်တပ်နဲ့ပတ်သက်ဒီစစ်တပ်ကဒီယာရုအာဏာကြီးလိုချင်နေဆိုတာအများနဲ့ပတ်သက်တဲ့ပြည်သူနဲ့ပတ်သက်တဲ့ငွေတွေကိုလဝက်ကြီးအုပ်ချင်လို့လေနော်အဲ့လားနေနဲ့ပဲချမ်းလာနေကြတာကျွန်တော်စစ်တပ်ထဲမှာလည်းအများကြီးရှိတယ်အများနဲ့ပတ်သက်တဲ့ငွေအချို့ဆိုရင်အများကြီးအများကြီးရှိတယ်ဗျာအဲကျွန်တော်အသေးစိတ်တစ်ခုချင်းပြောရမယ်ဆိုပြောမကုန်ပြောမသုံးတော့ဟိုပြောမဆုံးပါဘူးတော်သုံးတော့ဆိုပြီးတော့ပြောလို့ရတယ်ဟိုကျွန်တော်တို့နိုင်ငံမှာဟိုကစနစ်တစ်ခုကဖြစ်နေတာလीနော်စနစ်တစ်ခုကဖြစ်နေတာနောက်ဆုံးဟို ဟိုတည်ဆုံးကြောင်းလက်မှတ်ထုတ်ဖို့တော့မှအဲငွေကြေးရပေးနေတာလက်ဖိတ်ဘူးဆိုတော့ပေးနေတာလက်ဖိတ်ဘူးကတခါကျရင်ဈေးကြီးရငါးတယ်လက်ဖိတ်ယူ9000လောက်ပေးနေတာပြန်ပါလက်ဖိတ်ဘူးဆိုပြီးတော့ဘာမှလက်ဖိတ်တော့တောက်လဲတော့မသိဘူးအဲလက်ဖိတ်တိုင်းကတော်တော်ဈေးကြီးပုံတော့ရတယ်ဗောနော်အဲအဲ့လိုမျိုးဥစ္စာတွေကဒီနိုင်ငံမှာဇက်တိုက်ကိုဖြစ်နေတာဒီစစ်တပ်ထဲမှာလည်းအာဒီလိုမျိုးပြဿနာတွေကအများကြီးပဲစစ်တပ်ထဲမှာနောက်ဆုံးဟိုမရောက်နိုင်တာဒီအောင်ပြည်ဆောင်စီမှာဟိုအောင်ပြည်ဆောင်ရဲ့ကုမ္ပဏီမှာအတအမှားကတင်ထားတဲ့ဥစ္စာတော့မှာပြန်နဲ့ပြန်ထုတ်တဲ့ခါကျရင် အာကြုံရတာအများကြီးရှိတယ်။အာလက်ဖက်အဲ့ဒါလေးကြားဖို့အတွက်ကိုယောက်ျားကတည်သွားပြီးကြံခဲ့တဲ့ဇနီးမယားကအဲ့ဥစ္စာထုတ်ဖို့အတွက်ကိုဟလာဟိုတက်ကတရေးဘူးကြီးဟိုဟိုလည်းပေးရတယ်အပေါ်ရုံးထာနာတွေကိုလည်းပေးရတယ်နော်တခါလေးတည်းဘယ်လောက်ထိစောင့်ကြည့်မကောင်းရလဲဆိုရင်ဟိုပေါ့နော်ဟိုပတ်သက်ထုံဝင်ခဏပဲထုံပေးလိုက်ခဏပဲအဲ့ဥစ္စာကိုလက်မှတ်ထိုးဖို့အတွက်ကိုကြားနေတာစားစားတော့မတင်တာဟိုကယုံစီကသူ့စီရောက်တယ်ယုံစီကအာ ဟုတ်ပြီဒါကိုစက်တင်ဖို့အတွက်သူကဟိုပါဘောနော်လွယ်တဲ့စားစံတွေလုံးဝပြောဟာဒါလေးလုပ်ဖို့အတွက်ကနည်းနည်းတော့ကြာမယ်အမှန်တကယ်တော့9မိနစ်10မိနစ်လောက်နဲ့ရိုက်လို့ရတဲ့ဥစ္စာတခုကို frame နေလည်းရှိပြီးတော့9မိနစ်10မိနစ်လောက်ကြာဟာအဲ့ဒါဆိုရင်လည်းဟိုပါဘောနော်ဟိုနည်းနည်းကြောင်းမယ်9ရက်10လောက်တော့ကြောင်းမယ်ဒါလေးလုပ်ဖို့အတွက်ဒါအများကြီးပဲသူ့ရဲ့ frame နေပိုင်းနဲ့လောက်ရတာမှန်တော့မဟုတ်သူမှ frame လည်းရှိပြီးတော့ပါအကုန်ရှိပြီးတာအဲဒါပဲအဲ့ဒါလဖေးဘူးတော့ပေးလိုက်တယ်အဲ့ဒါဆိုရတယ်ခဏနေကြရင်ရပါတယ်ဒါတော့မှတနင်္လာလောက်အချိန်ဆွဲသေးတယ် အဲ့လိုအဲ့လိုမျိုးပေါ့နော်ဒါစနစ်ကြီးတစ်ခုလို့ဖြစ်နေအဲ့ဥစ္စာစစ်တပ်ထဲမှာမဟုတ်ဘူးအပြင်မှာလည်းအဲ့လိုပဲအပြင်မှာလည်းအဲ့လိုပဲဘယ်ရုံးဌာနသွားသွားဒီလိုပဲအဲ့တော့ပြည်သူလူထုစီကိုဟိုရောင်းမဲ့ငွေတွေဒီနောက်ဆုံးလာတာကစပြီးတော့အော်ဘာလို့အပြဝန်ထမ်းတွေမှာရှိတဲ့လာတာအစပြီးတော့ပြည်သူလူထုစီကိုရောင်းမဲ့ငွေအားလုံးဒီဒီဌာနဆိုင်ရာတွေအစင်းစင်းနဲ့ဒီစစ်တပ်ရဲ့ဘျူကရေစီရန်ညားတွေကိုဖျက်ပြီးတော့ရောက်လာတာဖြစ်တဲ့အတွက်ဒီရန်ညားတွေမှာကအခြားစားပြက်စီးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့က ပြည်သူလူထုတွေရောက်မဲ့ဥစ္စာဒီဘယ်တော့ခါမှချောချောမွေ့မွေ့ရောက်လေရောက်တာမရှိဘူးဆိုတာကျွန်တော်ပြောလို့ရအခုခုနပြောဆိုပါတော့မှခိုင်နေဝင်တို့ကိစ္စဆိုရအာတချို့တွေဆိုကလာအာမင်းတို့လောက်နိုင်လို့လားသူ့လို့မင်းတို့ဟိုကဖြစ်နိုင်လို့လားဆိုနောက်မှာအာဟိုကဘာလို့ခရိုနီတွေခရိုပြာတွေခရိုနက်တွေအကုန်လုံးနောက်ကနေပြီးတော့ကြားကန်ပြီးထားတဲ့ဥစ္စာဘာလို့မလုပ်နိုင်မှာတကယ်တမ်းသာလုပ်မယ်ဆိုရင်လုပ်လို့ရတဲ့အာကျွန်တော်တို့သူတွေတော်နိုင်ဘက်မှာအများကြီးရှိတယ် ဒါလားဘုံနဲ့လည်းပြောတူတောင်လို့ရကျွန်တော်နိုင်ငံမှာပရာဟိတကိုပရာဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာအားလုံးလုပ်လို့ရတယ်ကိုမူဝိစွာလည်းတည်လို့ရတယ်ပရာဟိတကားရင်းနဲ့နော်အကုန်လုံးလုပ်လို့ရတယ်ဒါပေမဲ့မှန်မှန်ကန်ကန်လုပ်တဲ့သူတွေကိုကျွန်တော်မပြောဘူးနော်မှန်မှန်မှန်ကန်လုပ်ပြီးတော့ပရာဟိတခေါင်းစဉ်တက်ပြီးတော့လုပ်နေတာအများကြီးရှိတယ်ဖောင်ဒေးရှင်းတွေဖွင့်ပြီးတော့ငွေငွေငွေလဲနေတာအများကြီးရှိတယ်အဲ့ဥစ္စာတွေကိုဘယ်အစိုးရရန်နေရာမှာဘယ်ဟိုဗဟိုဘဏ်မှာဝင်ပြီးတော့စစ်တာတွေဘာမှမရှိဘူး တခုပဲသူတို့ရဲ့အာနာပါဝါကိုထိထိပါလာမယ်ဆိုရင်တော့အဲ့လူတွေကိုစစ်ပြီးစီးပြီးဒါပဲနော်အဲ့တော့တခြားနိုင်ငံတွေမှာပရာဟိတတွေအဖွဲ့တွေလောက်ကြတယ်။ဟုတ်ပရာဟိတလောက်တဲ့သူဒီသူ့ရဲ့အချိန်ကိုသူ့ရဲ့ဘဝကိုဒီပရာဟိတတွေမှာအချိန်24နှစ်ပေးထားတာဖြစ်တဲ့အတွက်ဒီပရာဟိတဝင်ငွေတွေကနေပြီးတော့ပါစနစ်တစ်ခုကိုသူ့ရဲ့လာတာပဲဖြစ်ပါစေတခြားစာပဲဖြစ်ပါစေခံစားတာကိစ္စမရှိဘူး။အန်စာကနိုင်ငံတကာက NGO တွေမှာပဲဖြစ်ပါလေသူရဲ့ foundation တွေမှာပဲဖြစ်ပါသူ့ဘာသူသူစနစ်နဲ့သူ့ rule နဲ့သူ့ဘာသူရှိပြီးသားဒါကိုကျွန်တော်တို့လက်ခံလို့ရဒါပေမဲ့ဒီဥစ္စာကိုအတုံးချပြီးတော့ကိုယ့်ရဲ့ကိုကြိုးစည်းဘွားကိုအတုံးချတဲ့ပရဟိတတွေကိုတော့ကျွန်တော်နိုင်ငံမှာတော့အများဆုံးတွေ့ရတယ်တခြားနိုင်ငံတွေမှာရှိလားရှိတယ်ဒါပေမဲ့နည်းနည်းလေးပဲရှိတာမလုံမလုံကြအောင်ပရဟိတဆိုတာတကယ်ကိုအခုအခုထိုင်ဝမ်တို့ဘာတို့ကဆိုရင်တရုတ်တို့ဘာတို့ကတချို့လာတဲ့ ဒီကယ်ဆယ်ရေးသမားတွေဆိုရင်ဒါသူတို့တခြားအလုပ်တွေကိုပြစ်ပြီးတော့ဒီဒီကုညီကယ်ဆယ်ရေးကိုလာလုပ်ကြတာရုပ်စာတွေကိုသူတို့စနစ်တကျ train ထားတာတချို့ဥစ္စာတွေ foundation တွေကလည်းလာကြတာရှိအဲ့လိုဥစ္စာတွေလည်းအများကြီးရှိတယ်ပြောရမယ်ဆိုသူတို့အတွက်ဒီဥစ္စာကရံမုံငွေတွေတည်တန့်ရှိတယ်သူတို့အစိုးရပဲဖြစ်ဖြစ်သူတို့ foundation ရဖြစ်ဖြစ်မင်းတို့တွားရဲမင်းတို့စားသိကဘလောက်တောက်သိကဘလောက်ဘာညာဆိုပြီးတော့အတည်တန့်ရှိပြီသားဒါပေမဲ့ကျွန်တော်နိုင်ငံမှာမဟုတ်ဘူးလူလူရဲ့အာလူလူတခုခုဖြစ်လာပြီဆိုလူလူအချင်းချင်းပဲကိုပေါ့ကိုပါဖြစ်နေအစိုးရနေဝင်ကူညီပေးတဲ့ ပုံစံကဘယ်တော့မှမရှိဘူးချိဖို့ကြိုးစားခဲ့တာရှိတယ်အမေစုလက်ထက်မှာကြိုးစားခဲ့တာရှိတယ်ဘယ်စုလက်ထက်မှာကြိုးစားခဲ့တာရှိတယ်ဒါပေမဲ့ဒါကမအောင်မြင်ခဲ့ဘူးလို့ပဲပြောမှာပေါ့နော်အစီအစဉ်တွေခေါင်းများစွာကိုထားခဲ့တယ်နောက်ဆုံးရဟန်းရင်အားသဝယ်ခဲ့တယ်လူလူအတွက်ရံမုံငွေထားခဲ့တယ်ဒါပေမဲ့အဥ္စာကိုစစ်ခွေးတွေကပြန်တမသွားတယ်အခုဆိုရင်အမေစုဝယ်ခဲ့တဲ့ရဟန်းရင်ဘယ်ကောင်သုံးနေပြန်မသိဘူး ဘယ်ကောင်ဘလို့တုံးနေဒါမှမဟုတ်ခရိုနီတယောက်ကိုများငှားရလားမသိဘူးပေါ့နော်ပြောရမယ်ဆိုရင်ဥပမာလင်းလင်းပြောရရင်ဒီဥစ္စာတွေကတကယ်ဟိုပေါ့နော်သူတို့လက်ထဲရောက်ပြီဆိုတာ ਨੇ ဒါကငါတို့ပစ္စည်းငါတို့ငွေငါတို့ပဲဒီလိုဥစ္စာတွေတုံးမယ်တခြားသူတွေမလုံနဲ့ဆိုတဲ့ဥစ္စာမျိုးတွေက အများကြီးပဲရှိတယ်အဲ့တော့ဗျပြောချင်တာကအာကျွန်တော်နိုင်ငံမှာလူလူလက်ထဲကိုအများပိုင်ငွေတွေပေါ့နော်အများပိုင်ပြည်သူပဲနောက်ဆုံးဖျားချောင်းကစပြီးတော့ whole out ချေကျွန်တော်တို့ whole နောက်ဆုံးရေဝေးအထိတုတ်တန်အထိပြည်သူလူလူနဲ့တက်ဆိုင်တဲ့အရာတွေမှာပြည်သူလူလူက သူတို့နဲ့တက်ဆိုင်နေဒါငါတို့ရဲ့အကျိုးခံစား권တစ်ခုဖြစ်တယ်ဒါငါတို့ခံစား권ဖြစ်တယ်ငါတို့ကအခွန်တွေဆောင်ထားတဲ့အတွက်ငါတို့ဒီလိုပြန်ပြီးတော့ငါတို့ပြန်ရတယ်ဆိုတဲ့ဥစ္စာတစ်ခုမဟုတ်ပဲနဲ့ငါဒါတွေကိုငါတို့ကပတ်စံပေးမှဒါတွေကိုငါတို့ကသုံးဆက်권ရမယ်ဒါတွေကိုလုံခွင့်ရမယ်ဆိုတဲ့ဥစ္စာကြီးကဖြစ်နေရောဒါကြီးကဟိုနောက်ဆုံးโอเยวีตกตันก็ฮะล่ะโหมีเสื้อชูเรตูก็ซะดีอลาวงาตะโจจินตะโจเมงาอูตะโจโพดเมนูปะสันปี้ยามเลยตัวเปอร์เซ็นต์မျိုးဖြစ်နေอ่ะလေအဲ့တော့ပြောကျင်တာကကျွန်တော်နိုင်ငံမှာဒီလိုဥစ္စာတွေရဖြစ်လာတဲ့ နောက်ဆုံးဥစ္စာကိုကြည့်လိုက်မယ်ဆိုဒီစစ်တပ်ကြောင့်ဖြစ်နေဒီသူတို့ရဲ့တိဆောက်ထားတဲ့ရန်နေရာတွေကလွဲသုံးစားလုပ်မှုတွေဖြစ်နေဒါကြောင့်လို့သူတို့ရဲ့တိဆောက်ထားတဲ့ရန်နေရာတွေကလွဲသုံးစားလုပ်တယ်သူတို့နဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတွေကလွဲသုံးစားလုပ်တယ်နောက်ဆုံးခံရတာကပြည်သူပဲအခုတိကျတဲ့ဒီငလင်းမှာပြန်လဲမထူထောင်ပင်ပြန်လဲမထူထောင်နိုင်မဲနဲ့သဘောဘေးဒဏ်ကြောင့်လမ်းမေးရောက်မဲ့မိသားစုတွေအများကြီးရှိနေလို့စိတ်တော်မကောင်းစရာပဲဒုဗင်တော်ညာ ော်တော့ကျွန်တော်တို့ကလည်းအတက်နိုင်ဆုံးကိုပေါ့ကိုကူညီရမှာဒါပေမဲ့ဒီလိုအခြေအနေဇိုးတွေကနေလွတ်ဖို့အတွက်ကကျွန်တော်တို့ရဲ့လမ်းကြောင်းတစ်ချောင်းမှရှိရတော်လန်ရေးလို့ပဲပြောရမှာပဲကိုကြီးအဲမင်းထောင်ပြောတာကျွန်တော်လူပြီးပြည့်စုံနေရှိတယ်နော်ဆိုတော့စစ်တက်ကတကယ်မကောင်းတဲ့ဒီသူတို့ရဲ့ dance site တွေပို့ပြီးတော့ဒါမြင်မြင်လိုက်ရတယ်ဆိုတော့ဒါအဲ့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကျွန်တော်တို့ဒီကပြောသွားတာကတော့လက်ရှိကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့ဒါစီးရဲတော့မဟုတ်ဘူးเนาะဒီနိုင်ငံရေးတိတ်ကနေမှကျွန်တော်တို့ဒီပြည်သူတွေရဲ့ဖြန့်သားမှုတွေ ကိုလည်းကြာကျွန်တော်ပါတယ်။နောက်ဒီ championship တက်ခဲ့သူတွေကနောက်ကိုရအချို့အကြောင်းအရာတွေလည်းပါတယ်။ဆိုတော့ထုံးကန်တိုင်းပဲကျွန်တော်တို့ဒီအစီအစဉ်မှာနောက်ဆုံးအနေနဲ့တင်ထောင်အောင်ပါတော့တဲ့ဒီလိုမျိုးပါမယ်ချက်ပြီး project ပါသေးတယ်။ဟုတ်ကျွန်တော်နိုင်ငံမှာပေါ့နော်အာလူတက်တဲ့စက်တပ်ပဲရှိတယ်။ပြည်လူကိုကယ်တဲ့စက်တပ်မရှိဘူး။ပြည်လူကိုတတ်တတ်ဖြတ်နေတဲ့စက်တပ်ပဲရှိတယ်။ပြည်လူကိုကယ်တယ်နေတဲ့စက်တပ်မရှိဘူး။အဲအဲ့ဒါကိုကျွန်တော်တို့ကတိထားပြီးသားနားလည်ပြီးသားဖြစ်တယ်။အဲအဲ့တော့ ကျွန်တော်တို့ကပြည်သူ့အတွက်အကျိုးပြုတဲ့စစ်တပ်တစ်ခု ပေါ်ထွန်းလာအောင်လုပ်ရမှာကျွန်တော်တို့ပြည်သူတွေအားလုံးဝိုင်းလုပ်ရမှာအော်ဒီဥစ္စာကိုလုပ်ဖို့အတွက်လည်းအခုလိုတော်လှန်ရေးဆိုတာဖြစ်လာဒီစစ်တပ်ကိုမင်းတို့ကဘာကြောင့်ဒီလောက်ခါးသီးသီးမုန်းနေရလဲဆိုရင်တော့ကျွန်တော်တို့တောင်းလျှောက်ပြောလာတဲ့အကြောင်းအရာတွေအားလုံးကြောင့်ပဲလို့ပြောလို့ရတယ်ဒီနေ့ပြောတဲ့အကြောင်းအရာကြောင့်တော့မဟုတ်ဘူးကျွန်တော်တို့အားလုံးနေ့တိုင်းနေ့နေ့တွင်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေအားလုံးဟာဒီစစ်တပ်ရဲ့နှစ်ပေါင်းများစွာနိုင်ငံကိုဖျက်ဆီးခဲ့တဲ့အရာတွေကြောင့်လို့ကျွန်တော်တို့ပြောလို့ရတယ် အော်ဒါတွေကြောင့်ကျွန်တော်တို့ခံစားနေရတာဒါတွေအားလုံးကိုကျွန်တော်တို့ပြင်ပါရနေရခန္ဓာအသီးသီးကနေပြင်ပါရမယ်ကျွန်တော်တို့ကျွမ်းကျင်ရအာပိုင်နိုင်ရခန္ဓာအသီးသီးကနေကျွန်တော်တို့ပြင်ပါရအဲ့လိုကိုပြင်နိုင်မှုအတွက်မင်းအခုချိန်မင်းနိုင်ငံသားမှာအမေရိကမှာအဲ့လို UK မှာဘာညာမင်းပညာတွေတွားတယ်မင်းပြင်နိုင်ငံကိုပြန်လာပြီးအကျိုးပြုသူခမရပညာရန်တက်နေမရတော့အာလုံးဝတေးကြတယ်အဲ့တော့ကျွန်တော်တို့ကဒီဥစ္စာကဒီရန်ရာကြီးတစ်ခုလုံးကိုကျွန်တော်တို့ကဖြိုချပြီးမှ ဖြိုချပြီးမှကျွန်တော်တို့ကအစ်စ်ပြန်တယ်တိဆောက်အောင်မှာဆိုတာကျွန်တော်တို့အားလုံးသိရအောင်အဲ့တော့ပြည်သူကလည်းချစ်ခင်တယ်ပြည်သူကိုလည်းချစ်တဲ့စစ်တပ်တစ်ခုကျွန်တော်တို့ပြန်လဲပေါ်ထွန်းရမယ်အော်ပြည်သူအားလုံးကိုအကျိုးပြုရနိုင်ငံရေးစီးပွားရေးလူမှုရေးအားလုံးစနစ်အားလုံးပေါ်ထွန်းရမယ်အဲ့ဒါကြောင့်မလို့ဒီဒေါ်လာရေးကိုကျွန်တော်တို့ဆင်နွှဲနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဒေါ်လာရေးဒီ လုံချင်ရလုံနေတာမဟုတ်သွားချင်ရသွားနေတာမဟုတ်သူ့ target နဲ့သူသွားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာလိုအပ်နေတဲ့အရာတွေကိုပြန်ရရှိဖို့အတွက်ကျွန်တော်တို့အနာဂတ်တွေကိုပြန်အသက်သွင်းဖို့ဆိုတာဒါအားလုံးသိပြီးသားကိစ္စတစ်ခုလေဒါတွေထက်ထက်ခါခါပြောမနေတော့ဘူးအဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကိုယ့်ဘက်ကိုတည်ကြတဲ့အတွက်ကျွန်တော်တို့ဆက်လုပ်နိုင်တာပေါ့ပဲဆက်လုပ်ကြပါလို့ပြောနေတယ်ပဲကျွန်တော်ညီကိုနှစ်ယောက်ရဲ့ဒီညတော်လေးစီစဉ်ဒီမှာပဲညှနာခြင်းပါနေတာအားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်